ကချင်ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ရှမ်းလူငယ်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့စစ်ရှောင်ပြည်သူတွေအတွက်ဗုဒ္ဓဝင်ပြကံပြုလုပ်ပြီးရန်မုံငွေရှာခဲ့ပါတယ်။ဒီသတင်းကိုတော့ဒေါ်တင်းတင်းနဲ့ကပေးပို့ထားတာပါ။ကချင်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ရှမ်းလူငယ်တွေဦးဆောင်ပြီးမြစ်ကြီးနားမြို့အားဆူတောင်းပြဖျားဝင်းထဲမှာဗုဒ္ဓဝင်ပြခန်းပြုလုပ်ပြတာရန်နဲ့အတူစစ်ဆန်ကျင်ရေးပိုစတာနဲ့အင်ဂျီတွေငိမ့်ချိုင်းရင်းနဲ့ဆိုင်တဲ့စာရားတွေပါတဲ့တီးရှပ်တွေလည်းရောင်းချလူငွေရှာခဲ့တာပါ။ လတ်ပြင်းနေမှာစရင်ကျွန်တော်စူတောင်းပြည့်မြစ်ချနာစူတောင်းပြည့်ဖရားရင်ပြည်မှာကျွန်တော်ဘုဒ္ဓဝင်ပြခန်းနေပြိုင်မှာအလူငွေတွေကောက်ခံရရှိထားပါတယ်ပြီးတော့အဲ့ဒီပြခန်းမှာပဲကျွန်တော်ဒီစစ်နဲ့ဆိုင်တဲ့အင်ဂျီတွေငင်းချမ်းကြီးနဲ့ဆိုင်တဲ့အင်ဂျီတွေစစ်ကိုမလိုလားတဲ့အကြောင်းဆိုပေမဲ့ကျွန်တော်ပြောဆိုဆွေးနွေးပြောပြီးမှဗီဒူတူတူတွေကနေတတာတာအစီတလောက်ကျွန်တော်အလူငွေကောက်ခံရရှိတာပါတယ်မီချနာစီတောင်းပြည့်ရည်ပြင်းတဲ့အပြင်ဝိုင်းမော့ခတ်ချိုမိုင်းနာဝါရှောင်းဘက်မှာလည်းကျွန်တော်ဗီဒူတွေ တတ်နိုင်တယ်လို့ကူညီထားပါတယ်အလူငွေတွေကိုနမ်တီမိုကောင်းတွေမှာလည်းကောက်ပါတယ်မြစ်ချနာနောင်ခမ်းရှမ်းရွာတွေမှာလည်းကောက်ခံရရှိပါတယ်အလူငွေတော့လောဆယ်တော့ကျွန်တော်သိန်း30ကျော်လောက်ရရှိထားပါတယ်ကချင်ပြည်နယ်တပြည်နယ်လုံးအလူငွေကောက်ခံဖို့အစီအစဉ်ရှိတာကြောင့်အင်ဂျီတွေကိုမြစ်ချနာမြို့မှာတစ်စိမ့်ရိုက်ထားပြီးဖက်ကန့်ဗမော်စားတဲ့မြို့တွေအထိရောက်အောင်တွားရောက်လူခံမယ်လို့ပြောပါတယ်လက်ရှိမှာ ကချင်ပြည်နယ်တွင်းကရှမ်းလူမျိုးတွေအလူငွေကောက်ခံနေပေမဲ့တခြားအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ပြီးရှမ်းပြည်နယ်အတွင်းကစစ်ပေးဆောင်ပြည်သူတွေအတွက်လူနှမ်းမှုဆက်လက်လှုပ်ရှားသွားမယ်လို့လည်းစီစဉ်ထားကြောင်းပြောပါရတယ်။ကျမတင်းတင်းနယ်ပါရှင်။